အားလုံးပဲမင်္ဂလာပါရှင်။အခုလိုအသီးရွက်တွေလှန်လှန်ပေါနေတဲ့ရာသီလေးမှာပစုံပေါက်ထုတ်လေးလှူစားဖြစ်လို့လုံနည်းလေးကိုလောင်မြဝေးပေးတာဖြစ်ပါတယ်။ပစုံပေါက်ထုတ်လို့ဖို့အတွက်အရင်ဆုံးငှက်ပြောဖို့ကိုလှီးပေးလိုက်ပါမယ်။ပေါက်ထုတ်တယ်မှာမပေါမဖြစ်ကငှက်ပြောဖို့ပါ။သူကမလုတ်တက်လို့ရှိရင်ခါတက်ပါတယ်ရှင်။ဒါကြောင့်အရင်ဆုံးအပေါ်ဆုံးမှာရှိတဲ့အကျန်းဖက်လေးတွေကိုအကုတ်ခွာပေးလိုက်ပါနော်။တချို့ကလည်းနှမျောပြီးတော့အကုတ်ထက်တတ်ပါတယ်။ အကျန်းဖက်တွေအကုတ်ခွာပြီးလို့ရှိရင်ဒီလိုမျိုးမထူမပါလေးလှီသွားပေးလိုက်ပါမယ်ရှင် းပြေးတာနဲ့ချက်ချင်းစားထက်ပြီးနဲ့ပေးလိုက်ပါမယ်။နည်းနည်းချောင်းနေလို့ရှိရင် ရေလေးအနည်းငယ်ထက်ပြီးတော့သိချာလေးဖိနယ်ပေးပါနော်။ဒီလိုနဲ့ပေးတာကအဖန်ရည်လေးတွေထွက်တာအောင်လို့ပါ။ ြီးရင်တော့ရေထက်ထက်ပြီးတော့စိတ်ထားပေးလိုက်ပါမယ်ရှင်။ငပြောပူးလေးတွေစားရည်စိတ်ထားတော့မှပစွန်လာပြင်ဆင်ပေးထားလိုက်ပါမယ်။ကျမကတော့ပစုံခေါင်းလေးတွေကိုတည်တက်အချမ်းထားပါတယ်။ဒီပစုံခေါင်းလေးတွေကိုဆီတက်ပြီးတော့ဆံပြုတ်လေးပြူတောက်လို့ရှိရင်မှုမှုလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်။ ပစုံကိုထိုင်လေးတွေကိုအခုလိုလေးတိတ်ချနှွင့်ပေးလိုက်ပါမယ်ရှင် ရလာတဲ့ပစုံလေးတွေကိုတေချာလေးရေဆေးတက်ဆင်ပြီးတော့ဆားနဲ့အရသာမို့ထက်နေပြီးတော့နှက်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ချက်တုံလေးတွေကိုလည်းမထူးမပါအနေထားလေးလှိပေးလိုက်ပါမယ်။ ပစုံပေါင်းထုတ်လေးထဲကိုမှုလဲထပ်ထားပါဗျ။မှုကိုကြတော့ជីជីလေးစားချင်တာနဲ့ဒီလိုခက်ជីជីလေးပဲစိတ်ထားပေးလိုက်ပါဗျ။ဒါလေးကတော့အစင်သစ်လှိထားတဲ့မြင့်ပြူပါဒါကိုတော့ဈေးကနေဝယ်လာတာပါနော်သူ့ကိုလည်းတိတ်ချလေးရေးဆေးပြီးတော့အစင်သစ်ပြင်ထားပေးလိုက်ပါတယ်ရှင် ပြီးရင်တော့စားရည်စိတ်ထားတဲ့ငပြောပူလေးတွေကိုတိတ်ချလေးနယ်ပြီးတော့ရေအကြေကြေစိတ်ထားပေးလိုက်ပါမယ်။အနည်းဆုံး9ရည်လောက်တော့စေးပေးပါတော့ဒါမှအဖန်ရည်လေးတွေထွက်မှာပါရှင်။ပောင်းဝင်ပြည့်စင်အားလို့အစစ်အသည်ဖြစ်ပြီးဆိုရင်တော့ခွက်ကြီးကြီးတလုံးထက်မှ အားလို့ကိုတမတော်အောင်နေပါမယ်။ ကျမစီမှာခွက်ကြီးကြီးမရှိတော့ရှိတဲ့အကြီးဆုံးအိုးထဲမှာပဲနေထားပေးလိုက်ပါတယ်ဒါလေးကတော့စပယ်လင်းချင်းနဲ့ချက်တုံပြူထောင်းထားတာလေးပါရှင် င်တော့နှစ်နှွင်းစာအရပါမုံနဲ့စိစောင်းငပိလေးအနှင်းငယ်ကိုထပ်ပေးလိုက်ပါမယ်။ဆံမုံထပ်ပါမယ်။ဆံမုံကိုကြတော့ကိုကစိစိလေးစားချင်လို့ရှိရင်ဆံမုံများများလေးထပ်ပေးပါနော်။စိစိလေးမကြိုက်တဲ့သူတွေကအနှင်းငယ်ထည့်ရင်ရပါပြီရှင်။နောက်ဆုံးမှာမှာဆီလေးအနှဲငယ်ထက်ပြီးအကုန်လုံးနှက်သွားအောင်နှက်ပေးလိုက်ပါမယ်။ အခုလိုနေတဲ့အချိန်မှလည်းတိတ်ချလေးအချိန်ပေးပြီးတော့ဆက်ရှိရှိနဲ့နေမှသာအရသာဝင်မှာပါနော်။ကျမကတော့စေးစေးလေးစားချင်တာနဲ့ဆံမုတ်ကိုများများလေးထက်နေထားပါဗျ။နေနေရင်းနဲ့အရောက်ကဖြူဖြော့နေတာတွေးမှအရောက်တင်မှုထဲဖို့မစ်ကြံခဲတာတတိယသွားပါဗျ။ဒါကြောင့်အရောက်တင်မှုကိုလမ်းတဝဲရောက်မှထက်ပေးလိုက်ပါရရှင်။ ဲအလုံးနှက်သွားပြီဆိုရင်တော့ငပြိုးရွက်လေးထက်ကိုထည့်ပြီးတော့ပေါင်းပါမယ်။ငပြိုးရွက်ကိုတုံးတဲ့အချိန်မှာမီးလေးနဲ့အပူပေးတာပဲဖြစ်ဖြစ်နေလန်းပေးတာဒါမှမဟုတ်ရေနွေးလေးထက်ခဏစေပြီးမှတုံးပေးတာကပိုကောင်းပါတယ်ရှင်။မဟုတ်လို့ရှိရင်ဒီပောက်ပြဲလွယ်တာမျိုးပါနော်။ပစုံပေါင်းထုတ်လုပ်တဲ့အချိန်မှာကိုစိတ်ကြိုက်ထက်ပြီးတော့အသေးအကြီးထုတ်လို့ရပါတယ်။ကျမကတော့ခက်ကြီးကြီးလေးပဲထုတ်ပေးလိုက်ပါတယ်ရှင်။ ုတ်တဲ့ပုံစံကလည်းကိုစိတ်ကြိုက်ပါတော့ကျွန်မကတော့အလွယ်ဆုံးနီလန်းဖြစ်တဲ့လေးထောက်လေးပဲထုတ်ထားပေးလိုက်ပါတယ်ဒီလိုဘောက်ထုတ်လေးတွေထုတ်တဲ့အချိန်မှာလေရဲရိုရွက်လေးနဲ့ထုတ်တာကပိုကောင်းပါတယ်ကျွန်မစီမကရဲရိုရွက်ရှာလို့မရလို့မထက်ထားပါဘူးရှင် ဲထုတ်ထားတာလေးတွေအစစ်သစ်ဖြစ်ပြီဆိုရင်တော့လောက်ပေါင်းထားပေးလိုက်ပါမယ်။ကျမစီမှာရှိတဲ့ပေါအိုးကအရန်ငယ်တော့နှစ်ခုပဲဆက်ပါတယ်။သူ့ကိုပေါင်းတဲ့အချိန်မှာလည်းမိနစ်30ပေါင်းရင်လုံလောက်ပါပြီနော်။ဒါကတော့မိနစ်30ပေါင်ပြီးရလာတဲ့အနေထားလေးပါရှင်။ စစ်စစ်ထွတ်ထွတ်မှုံမွေလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်မိုးအေးအေးလေးနဲ့လိုက်တဲ့အစားစရာလေးတစ်မျိုးပါနော်အိချက်လက်ရကောင်းကောင်းလေးမှစားချင်တဲ့သူတွေအတွက်ဒီနည်းလေးအတိုင်းလိုက်လို့စားကြည့်ကြပါနော်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်